ပါလာသူတော့ဒီနေ့ဟာဆိုကျွန်တော်ဒီတိုင်းလဲကျင်းပနေကြဖြစ်တဲ့အတွက်ကြောင့်တခါတလေမှာအကြီးမားဆုံးသောပွဲတစ်ခုဖြစ်ပေမဲ့လို့လဲဒီတိုင်းကျင်းပတဲ့အခါကျတော့ဩဝါဒတွေရလဲတခါလာလဲအဲ့ဒါနော်ဖုန်ကြီးတွေတဲ့ကျွန်တော်တို့ဩဝါဒမှာဒုက္ခရောက်ဆုံးကဒီပွဲပါပဲတခါလာလဲဒီပွဲဆိုတော့ဒီဟာဒီကျန်းစာတွေဒီကျန်းစာတွေပဲဆိုတော့ကျွန်တော်တို့မှာလဲဩဝါဒပေးရဖို့လဲခက်ခဲတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးတာကဘာလာတို့တော့ ဒီနေ့တခေဆိုရဲ့ရှင်ပြန်ထားမြောက်ခြင်းဟာအေးမတားမောကျွန်တော်ရဲ့အခုဒီနေရာမှာရောက်ရှိလာခြင်းရဲ့အကြောင်းအရာတက်တည်တစ်ခုဖြစ်လာခဲ့တယ်။တမဟောင်းကာလမှာပရောဖက်များစွာပို့ထွန်းခဲ့တယ်။ဒေတဲ့လူတွေကိုပြန်ရှင်စေတဲ့ပရောဖက်တွေနော်နေမကောင်းတဲ့လူတွေကိုပြန်ပြီးမှရှင်စေတဲ့ပြန်ကြမှာစေတဲ့ပရောဖက်တွေကောင်းကင်ကနေမိကြအောင်တရားဟောနိုင်တဲ့ပရောဖက်ကြီးတွေ ပင်လယ်နေကိုဒီလိုလေးထန်တန်နဲ့ရိုက်တာနဲ့ထချမ်းခွဲအောင်လုပ်နိုင်တဲ့မိုးစေတို့ကောင်းကင်နိုင်ငံကရှင်လာလာတဲ့တဲ့ prophet အေရီယာတို့မြောက်များစွာတမဟောင်းမှာပို့ထွင်းခဲ့တယ်။ဒါပေမဲ့သူတို့အားလုံးဘယ်သူမှရှင်ပြန်ထမ်းမြောက်ခြင်းမလုပ်နိုင်ခဲ့။ဘယ်သူမှရှင်ပြန်ထမ်းမြောက်ခြင်းမရှိခဲ့ဘူး။ဒီနေ့တခင်ယေရှုဟာလူသားလည်းဖြစ်တယ်လို့ဖခင်လည်းဖြစ်တယ်တော့ကြား။ သူ့ရဲ့လူသားအနေနဲ့သူ့ရဲ့ရှင်သာထမြောက်ခြင်းဟာကျွန်တော်ရဲ့ကဘာကြီးကိုပြောင်းလဲပြစ်တာဖြစ်တယ်။ကျွန်တော်ရဲ့ယုံကြည်ခြင်းတွေကျွန်တော်ရဲ့မျှော်လင့်ချက်တွေငါတို့လည်းတနေ့မှသူ့လိုရှင်သာထမြောက်ကြရမယ်ဆိုတဲ့မျှော်လင့်ချက်ကိုတက်တည်ပြရတာဖြစ်တယ်။သူကိုယ်တိုင်ဟိုးလဲသူကိုယ်တိုင်ဟိုးတယ်လို့သူကိုယ်တိုင်လည်းရှင်သာထမြောက်တယ်။အဲအကြောင်းကျွန်တော်တို့လည်းသူ့လိုပဲရှင်သာထမြောက်ကြရမယ်ဆိုတဲ့ဟာ ျွန်တော်တို့ယုံလို့ဒီနေရာမှာရောက်ရှိလာခြင်းဖြစ်တယ်